အားလုံးနဲ့ပါပါဒီနေ့မှာတော့ local damage case ဆိုတဲ့ခေါင်းစဉ်လေးကို sharing လုပ်ဖို့ဒီချက်ထားပါတယ်အဲ့တော့ပုံမှန်ဆိုရင်တော့ electrical line နဲ့ပတ်သက်ပြီးတော့ sharing လုပ်နေကြဒါပေမဲ့ဒီ local damage case ဆိုတာဒီကပေါ့နော် electrical line မှာကျမတို့ဒီ charge တွေ grab တွေကြည့်ရတယ်ပေါ့နော်အဲ့ဒီခါမှာလေဒီ ရရတဲ့ကြရလေးရှိတဲ့ scale တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနေ့တော့ဒီ local dynamic scale ဆိုတော့သင်္ချာပိုင်းကိုနည်းနည်းလေးလေ့သွားတဲ့ concept လေးဖြစ်တယ်ပေါ့ဒါလေးကို sharing လုပ်ပေးပါမယ်အဲ့တော့ကျမတို့ဒီမှာဆိုရင် linear scale ရဲ့ local dynamic scale တို့နှစ်ခုရဲ့ကွာခြားချက်ပေါ့နော်အဲ့တော့ဒီ x axis မှာဆိုရင်ရေပြင်ကြီးပေါ့နော်ရေပြင်ကြီး axis မှာဆိုရင်ကျမတို့က independent ဖြစ်တဲ့အရာတွေကိုထားတယ်ပေါ့နော်ဒီမှာဆိုရင်ခုနှစ်ကိုထားတယ် အဲ့တော့1999 2003 2005စသဖြင့်ဘုဒီခုနှစ်တွေအလိုက်ကိုဒီဘက်ကနေပြီးတော့အဲတက်သွားနေပမာဏပေါ့နော်ပမာဏကသူက900 1000 1500 700တဖြစ်သူက900 900စီกว่าပြီးတော့ဒီပမာဏတက်သွားတာကို y axis မှာထားထားရယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုးအာပြောမစလို့ရှိရင်နှစ်စင်ပေါ့กว่าချက် 900လောက်ပဲပမာဏလောက်ပဲရှိတဲ့အရာတွေဆိုရင်ကျမတို့ကဒီ linear scale ပေါ့နော် x axis နဲ့ y axis မှာဆိုလို့ရှိရင်ပုံမှန်အကွာချချက်အတိုင်းသွားလို့ရတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီ logarithmic scale ကဘယ်လိုလဲဆိုတော့ကျမတို့ဒီမှာ1999 2000 2000ကစသဖြင့် x axis မှာခုနှစ်တွေပေါ့နော်ရှိတယ်ဒါပေမဲ့ y axis မှာကြာတော့ ဲ့လိုမဟုတ်ဘူးဒီမှာတက်ကနေစရဲပြီး30 30ပြီးရင်အရာအရာပြီးရင်တစ်ထောင်တစ်ထောင်ပြီးရင်တပေါင်းပေါ့နော်ဆက်ကြပြင်သူက30စီမြောင်မြောက်ပြီးတော့သွားတယ်ဒီလို scale မျိုးကို logarithmic scale လို့ခေါ်တယ်နော် logarithmic scale ဆိုတာကသူက30ပုံမှာ30အစနဲ့သွားတဲ့ scale တွေဖြစ်တယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ဒီ logarithmic scale မှာလေဒါကဆိုရင် semi log လို့ခေါ်တယ်ပေါ့နော် x axis နဲ့ y axis မှာဒီ axis တစ်ခုဒီပုံမှန် linear သွားမယ်နောက် y axis or x axis တစ်ခုဒီအဲကျမတို့ဒီ log scale နဲ့သွားရင်တော့သူက semi log လို့ခေါ်တယ်နောက်နှစ်ခုစလုံး အစ်စနှစ်ခုစလုံးကအာ logarithmic scale နဲ့တွားရင်တော့ log log လို့ခေါ်တယ်ပေါ့နော်အဲ့တော့ logarithmic scale ကတဲ့ဒီ range တွေအရင်ကျယ်ပြီးတော့ပေါ်ပြရတဲ့နေရာတွေမှာအသုံးပြုတယ်ပေါ့နော် ဲ့တော့တက်တမတ်ထင်းမဟုတ်တဲ့အတက်အကျတွေမှာလေဒေါက်တာဒမစ်စကေးကိုအသုံးပြုကြတယ်။အဲ့တော့ဥပမာအဖြစ်ပြောလဲဆိုတော့ဒီလက်လျင်ကျင်းအားပေါ့နော်အရစ်စတာစကေးရစ်စတာစကေးဆိုပြီးတော့ခေါ်တယ်။ဒါကလည်းဒေါက်တာဒမစ်စကေးနဲ့ပေါ်ပြတယ်။နောက်ပြီးအတန်ရဲ့တုံခါလုံးတွေပေါ့နော်ဒက်စီဘယ်တွေဒက်စီဘယ်တိုင်းတာတဲ့အခါမှာဥပမာဒီ electrical မှာဆိုရင်အာဒီ sound level တွေပေါ့နော်အာ sound လေဗယ်ကြီးကိုတိုင်းလို့ရှိရင်လည်းဒီ decibel တွေနဲ့ပေါ်ပြရင်ကျမတို့ local damage scale ကိုသုံးပြီးတော့ကြည့်ကြတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါ linear scale ကခုနပြောပြီးသွားပြီပေါ့နော်တက်တမတ်ချင်းသွားတယ်တက်ပြီးရင်ညှက်လာမယ်ညှက်ပြီးရင်သုံးလာမယ်စသဖြင့်သူဒီတက်တမတ်ချင်းသွားပါတယ်အဲ့တော့အာဒီ logarithmic scale ကတော့10 to 10ပေါ့เนาะ into 10 10အစေစားစီသူကသွားတယ်အဲ့တော့ပထမအဦးဆုံးဒီမှာဆိုလို့ရှိရင်ဒါဆိုရင်တော့ log loss လေးပေါ့ x axis က y axis ကဒီသူကအစေတစေစီဟာသွားတယ်ပေါ့เนาะစေစားစီဟာသွားတယ်အဲ့တော့ ဒီမှာ10 to the power 0ဆိုတော့1ပေါ့နော်အဲ power 0တိ1ဖြစ်တယ်ပေါ့10 to the power 0 1ကနေပြီးတော့ဒီမှာ10 to the power 1ဆိုတဲ့အခါကျတော့ဒါတစ်စိပေါ့နော်ပေါ့သူကဒီနှစ်ခုကြားမှာဘလောက်กว่าလဲဆိုတော့ into 10တစ်စိกว่าသွားတယ်ပြီးကြလို့ရှိရင်ဒီ10 to the power 1ကနေပြီးတော့ဒီမှာ10 square ကိုလည်းဘလောက်กว่าသွားလဲဆိုတော့တစ်စိစေစားပေါ့နော်ပို့တစ်စိနဲ့ထပ်မြောက်လိုက်တော့10 square ဖြစ်သွားတယ်အဲ့တော့ ဒီ tan to the power 0ကနေပြီးတော့ tan square ပေါ့နော် tan square အထိဆိုလို့ရှိရင်ကျွန်တော်တို့ရေးသွားတာ tan to tan square tan to the power 2ပေါ့နော် tan square နဲ့မျှောက်ရအဲ့တော့အစိနှစ်ကျင်းသွားတာဖြစ်တယ်အစိနှစ်ကျင်းသွားတော့မှ tan square ဆိုတော့တရားကိုရတယ်ပေါ့နော်အဲ့တော့ဒါကအပေါင်းဘက်အနှုတ်ခတ်ကိုသွားမယ်ဆိုလို့ရှိရင်လေဒီကတစ်စိနဲ့စတာတဲ့အခါကျတော့မှ tan to the power -1 ကိုရတယ်ပေါ့နော် ဒါက algorithms တွေ loss တွေရဲ့ဒီ basic ပဲပေါ့เนาะအဲ့တော့ तू က10 10ရဲ့အစီသွားတာဖြစ်တယ်အဲ့တော့ဒါဆိုရင်ကျမတို့တွေက base ပေါ့အခြေယူထားတာ10နဲ့အခြေယူထားတာဖြစ်တယ်အဲ့တော့ရလက်ကကြတော့အာဒီပါဆိုရင်10 square 10 square ဆိုတော့100ပေါ့เนาะရလက်တရားရဖို့အတွက်10ကဘယ်နှကြိမ်သွားရလဲဆိုတော့ကျမတို့တွေ နှစ်ကြိမ်သွားရတယ်အဲ့တော့သူ့ကိုရေးမယ်ဆိုလို့ရှိရင် Lord Beastan of Hendra ပေါ့နော် Lord Beastan of Hendra ကဘယ်လောက်လဲဆိုတော့တို့ဖြစ်ပါတယ်ပထမဒီမှာတော့ base 10ကိုထည့်ရေးထားတယ်ပေါ့နော် calculator တွေမှာဆိုရင်တော့ log လို့ log 100လို့ရိုက်လိုက်ရင်ကိုသူက2ဆိုပြီးတော့ဖော်ပြပေးမှာဖြစ်တယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီ graph မှာကြာတော့ပေါ့နော် A ကခုန10 to the power 0ဆိုတဲ့1နဲ့10 to the power 1နဲ့ကြားထဲမှာအစိတ်အခြေတွေကကျမတို့မတူတာကိုတွေ့ရပါဖြစ်တယ်ပေါ့နော်အဲ့တော့မတူတာကိုတွေ့ရတော့ကျမတို့ log နော် log base term of 2ကို calculator မှာရိုက်ချလိုက်လို့ရှိရင်0.301အဲဆိုဘောနော်နောက်မှာကျောင်းမှာဟုတ်ဒသမနောက်300ဖြစ်လာ0.30ပဲဆိုရဲခါကြတော့ကျမတို့ကဒါက 10ဘုံပုံရင်3ဘုံလို့ဆိုလိုချင်တာဖြစ်ပါတယ်เนาะ10ဘုံပုံရင်3ဘုံ0.3ဒီအဲ့တော့ဒီ10 to the power 0ဆိုတဲ့ဝမ်းကနေပြီးတော့10 to the power 1ကြားထဲမှာကျမတို့10ဘုံပုံလိုက်ပြီးတော့3ဘုံเนาะ3ဘုံနေရာဒီအဲ့ဒါက log 2ရဲ့တန်ဖိုးဖြစ်တယ်เนาะ log 2ရဲ့တန်ဖိုးဖြစ်တယ်နောက်ပြီးကြားလို့ရှိရင် log 3เนาะအဲ့တော့ log base 10 of 3ပေါ့เนาะ log base 10 of 3က check ချလိုက်လို့ရှိရင်0.477ဟုတ်ပြီเนาะ0.477ဆိုတော့တဝက်မရောက်တရားပေါ့เนาะအဲ့သူသူ့နေရာဒီဒါ log 3နေရာဖြစ်ပါတယ်အဲ့အတိုင်းကိုကျမတို့တွေရှာသွားတဲ့အခါမှာဒီမှာ0.6 เนาะ log 4ဆိုလို့ရှိရင်0.6ဖြစ်နေအာ log 5ဆိုလို့ရှိရင်လည်း0.6 something or 7လောက်ဒီဘက်လောက်ဖြစ်နေပေါ့เนาะအာ7ပုံပုံ9ပုံလောက်ဖြစ်နေ ိုက်တိုင်းနဲ့ law 6ဆိုလို့ရှိရင်လည်း0.7 78ဆိုတော့အာ6ရှင်းနေရအောင်ပေါ့နော်အာ7ပုံ8ပုံလောက်ဖြစ်နေတော့7 8 9 10အဲ့တော့ log base 10 of candy 1ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီစိတ်စိတ်အပြည့်ရေပေါ့နော်တရားရာခိုင်နှုံးတို့သူကဆိုလို့ကျင်တာဖြစ်တယ်ပေါ့အဲ့တော့ဒါဆိုရင်ရာခိုင်နှုံးလေးတွေနဲ့ 10စိတ်မှာသူ့ရဲ့ပမာဏဘယ်လောက်လဲဆိုတာကိုပြန်ပြီးတော့ချထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ10သပါဝါ0ဆိုတဲ့1ကနေပြီးတော့10သပါဝါ1ဆိုတဲ့10ပေါ့နော်10ချားထဲမှာသူ့ရဲ့အစိတ်အကျဲတွေကမိမိရာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီ logarithmic scale နဲ့ပတ်သက်လို့ဒါကဟို ဗဟုသုတရအောင်ဒီအခြေခံလေးပဲပေါ့နော် sharing လုပ်ပြီးတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဒီ graph တွေ charge တွေကြည့်တဲ့အခါမှာအာဒီကတော့အစိတ်အကျေကတော့ညီဘူးဒီမှာတော့အစိတ်အကျေကတော့ညီရဲဆက်သဖြင့်တွေ့လာခဲ့ဒါကဘာကိုအခြေခံထားတာလဲဆိုတာလေးကိုတစ်ချက်ဟိုအတွင်းလေးရပါစေခြင်းနဲ့အတွက်ကြောင့်မလို့ sharing လုပ်ပြီးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်